ရုရှားသမ္မတဗလာဒီမာပူတင်တယောက်သူ့ရဲ့အစည်းအဝေးကြီးတစ်ခုပြီးတာနဲ့ဆိုချီမျိုးကနေအသက်မသေးအောင်ကြောက်လန့်တကြားထွက်ပြေးလာခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အစည်းအဝေးပြီးတာနဲ့ယူကရိန်းဒရုန်းတွေကသူ့ကိုလာနှုတ်ဆက်တယ်လို့မျိုးရဲကိုရောက်ချလာလို့ပါပဲ။ဒါပေမဲ့ဒီကိစ္စတစ်ခုတည်းနဲ့လည်းကြောက်စရာမကောင်းသေးဘူးလို့ပြောရမလို့ပါပဲ။အခုရုရှားကိုလာတိုက်နေတဲ့ယူကရိန်းဒရုန်းတချို့ဟာယူကရိန်းနိုင်ငံတွေကနေလွှတ်တင်တာမဟုတ်ဘဲကာဇက်စတန်လိုမျိုးတခြားနိုင်ငံတွေကနေလာတာဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေပါတယ်။ ရုရှားလူမျိုးတချို့ကပူတင်ကိုနောက်ထပ်အထူးစစ်ဆင်ရေးတစ်ခုထပ်လုပ်ဖို့တောင်းဆိုလာကြပြန်ပါပြီဒီတစ်ခါပြစ်မှတ်ကယူကရိန်းမဟုတ်ပါဘူးကာဇက်စတန်ကိုပါဒါပေမဲ့ပူတင်ကတော့ကောင်းကောင်းသိပါတယ်ရုရှားဟာနောက်ထပ်စစ်ပွဲတစ်ခုကိုဘလို့မှမနိုင်နိုင်တော့ပါဘူးမတက်နိုင်တော့ဘူးဆိုတာကိုပေါ့ကျွန်တော်ဘာလို့ဒီလိုပြောရသလဲဆိုတော့ယူကရိန်းမှာအထူးစစ်ဆင်ရေးလှုပ်လာတာသုံးနှစ်ခွဲလောက်ကြာမြင့်ပြီးတဲ့နောက်မှာတော့ခရမလင်နန်တော်ဟာရုရှားရဲ့ဆုံးရှုံးမှုတွေကဘလို့မှထိမ့်မနိုင်သိမ့်မရဖြစ်နေပြီဆိုတာကိုနောက်ဆုံးမှာတော့ဝန်ခံလာရပါပြီ။ ီလိုဝင်ခံလာရတဲ့အဓိကအကြောင်းရင်းကတော့တမရာဟောင်းဒေါ်နယ်ထရန့်ရဲ့မှတ်ချက်စကားအကြောင်းလို့ထင်ရပါတယ်။ထရန့်ကရုရှားကိုစက်ကူကြားလို့ပြောခဲ့တာကိုရုရှားယာရှိတွေကရသက်ဘတ်တွေကြားတဲ့အထိအသေးအံခုခံခြေပနေရတော့မှာပဲ။ကဲဒီအကြောင်းတွေအလုံးနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုမှာ အသေးစိတ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရုရှားနိုင်ငံဆိုချီမျိုးကပူတင်ရဲ့မိန်ကွန်းကြီးအကြောင်းကနေစလိုက်ကြရအောင်ပါ။ ဒီဖြစ်ပျက်ကသူထင်သားတယ်လို့တော့အဆုံးမသတ်ခဲ့ပါဘူး။ Kremlin Media တွေရဲ့ဖော်ပြချက်အရအော်တိုဘာလ2ရက်နေ့ညနေပိုင်းမှာ Ukraine drone တွေကဆိုချီမြို့ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီအချိန်က Vladimir Putin သူ့ရဲ့မိန့်ခွန်းပြောပြီးလို့မကြားသေးတဲ့အချိန်လေးပဲရှိပါသေးတယ်။ညစင်နိုင်ဝက်လောက်မှာဆိုချီနဲ့ဒီတဝိုက်ကလေစိတ်တွေကိုအရေးပေါ်ပိတ်ပစ်ခဲ့ရပါတယ်။နောက်ထပ်နိုင်ဝက်ကြမှာတော့ဆိုချီမြို့တော်ဝင်ကိုရိုင်းကမြို့ကို drone နဲ့တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်ရှိကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ ဒီအချိန်တွေကြောင်းဆိုချီမျိုးရဲ့လေဆိပ်တွေကိုနောက်ထပ်9နာရီကြောင်းပိတ်ထားခဲ့ရပါတယ်။အဓိပ္ပာယ်ကတော့ထောက်ခွာမဲ့လေရင်10စီးနဲ့စင်းသက်မဲ့လေရင်40လောက်ဟာနှောင့်နှင်းနေတာဒါမှမဟုတ်ဖြတ်သိမ်းတာတွေဖြစ်ကုန်ပါတယ်။ကျွန်တော်ဒါကိုဘာလို့အလေးပေးပြောနေရလဲဆိုတော့အဲ့ဒီနေ့ကကမ္ဘာမီဒီယာအားလုံးရဲ့အာယုံဆိုင်မှုကဆိုချီမျိုးပေါ်မှာကြားရောက်နေတဲ့နေ့ဖြစ်နေလို့ပါပဲ။ပူတင်ကရုရှားကိုထောက်ခံတဲ့နိုင်ငံတကာကသတင်းပေါက်သတင်းတောက်ပေါင်းများသောကိုမျိုးရဲကိုဖိတ်ခေါ်ပြီးအစည်းအဝေးကြီးတစ်ခုကျင်းပနေခဲ့တာပါ။ ူကရုရှားနိုင်ငံဟာဘလောက်တောင်ကောင်းမွန်နေပြီလဲဒီဆိုချီမျိုးကြီးဟာဘလောက်တောင်လုံခြုံအေးချမ်းတယ်လဲဆိုတာကိုကဘာကိုကြွားကျင်ခဲ့တာပါဒါပေမဲ့လက်တွေ့မှာတော့အခြေအနေတွေအားလုံးဟာလုံးဝကိုထိန်းချုပ်လို့မရအောင်ဖြစ်သွားခဲ့ပါတယ်လေရင်တွေလည်းဝင်လို့မရထွက်လို့မရကောင်းကင်မှာပြန်ဝဲနေတာဆိုလို့ယူကရိန်း drone တွေပဲရှိပါတော့တယ်ကဘာဒူရီယာအင်အားကြီးသုံးစစ်တပ်အတွက်တော့တော်တော်လေးကိုအရှက်ရစရာကောင်းတဲ့ကိစ္စပါပဲဒါပေမဲ့အเจ้าကအဲ့ဒီတစ်ခုတည်းနဲ့မပြီးသေးပါဘူး drone တွေကအစည်းအဝေးလုပ်တဲ့နေရာကိုပဲလာလေတာမဟုတ်ပါဘူးတကယ်တမ်းမှာ Ukraine drone တချို့ဟာရုရှားနယ်နိမိတ်ရဲ့အလွန်အတွင်းပိုင်းမှာရှိတဲ့ Ox ရေနံချက်စက်ရုံထိရောက်အောင်သွားခဲ့ကြပါတယ်ဒီစက်ရုံကရုရှားနိုင်ငံရဲ့အကြီးဆုံးရေနံချက်စက်ရုံတွေထဲကတစ်ခုဖြစ်ပြီးရုရှားတောင်ပိုင်း Ural ဒေသမှာတော့အကြီးဆုံးလို့ပြောလို့ရပါတယ်ဒီစက်ရုံကတစ်နှစ်ကိုရေနံစိမ်းတန်ချိန်6တန်းလောက်ချက်လုံနိုင်ပြီးဒါဟာရုရှားနိုင်ငံရဲ့စုစုပေါင်းထုတ်လွှတ်နိုင်စွမ်းရဲ့300ခန်းလုံးလောက်နဲ့ညီမျှပါတယ် ဒေတာဆိုင်ရာအစိုးရကတော့ဆက်ယုံကိုတိုက်ခိုက်မှုရှိခဲ့တယ်ဆိုတာဝန်ခံပါတယ်။ဒါပေမဲ့ဆက်ယုံရဲ့လေပတ်မှုတွေတော့မရက်တန့်ခဲ့ဘူးလို့သူကဆိုပါတယ်။ကန်ဆိုးတာကတော့အဲ့ဒီချိန်တုန်းကထွက်ပေါ်လာခဲ့တဲ့ဗီဒီယိုဖိုင်တွေကသူ့စကားနဲ့ဆန့်ကျင်ဘက်အခြေအနေကိုပြနေခဲ့တာပါ။ဒါကြောင့်လေပူတင်က မကြသေးခင်ကမှဥပဒေသေးတစ်ခုကိုလက်မှတ်ထိုးပြီးပြဋ္ဌာန်းခဲ့တာပေါ့။အဲ့ဒီဥပဒေကဘာလဲဆိုတော့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုဗီဒီယိုရိုက်တာဓာတ်ပုံရိုက်တာဒါမှမဟုတ်အဲ့ဒီပုံတွေဗီဒီယိုတွေကိုပြန်လည်ဖြန့်ဝေတာဟာ တရားမဝင်ဘူးဆိုတဲ့ဥပဒေပါပဲခုနကခင်ဗျားတို့ကြည့်လိုက်ရတဲ့ဗီဒီယိုထဲမှာလူတွေကကင်မရာသမားကို မရိုက်နဲ့မရိုက်နဲ့လို့အောင်းနေကြတာတွေဟာအဲ့ဒီအကြောင်းကြောင်းပါအခုဆိုရင်အဲ့ဒီဗီဒီယိုရိုက်တဲ့သူဟာတံငွေဆောင်ရမလားဒါမှမဟုတ်ပိုဆိုးတာကတော့ဆိုဗီယက်ခေတ်ကအလုတ်ကျန်းစကန်တွေဖြစ်တဲ့ဂူလက်စ်ထရီစီအပုတ်ခံရမလားဆိုတာမပြောနိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုဗီဒီယိုဖိုင်တွေရုရှားလူမှုကွန်ရက်ပေါ်ပြန့်နှံ့သွားတဲ့အခါပြည်သူလူထုကအစိုးရအရာရှိတွေလိမ်နေတယ်ဆိုတာကိုသိသွားပြီး တို့ကိုသူတို့ကောက်ွယ်ဖို့အတွက်ကိုနီးကိုဟန်နဲ့အေးအေးယူဆောင်ရွက်လာကြလို့ပါပဲဥပမာအနေနဲ့ဒီဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်တက်လာပြီးတဲ့နောက်မှာပြည်သူတွေဟာဓာတ်စီတိုင်းတွေမှာအလူရက်တန်းစီပြီးရသလောက်စီဖြည့်ဖို့ကြိုးစားခဲ့ကြပါတယ်ရုရှားလူမျိုးတချို့ဓာတ်စီရှာဖို့တန်းစီနေကြတဲ့အချိန်မှာတခြားသူတွေကတော့ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ကိစ္စတခုကိုကြည့်နေခဲ့ကြပါတယ်ကျွန်တော်ခင်ဗျားတို့ကိုမပြောရသေးတဲ့အချက်တစ်ချက်ရှိပါသေးတယ်ဒီ ox ရေနဲ့ချက်ဆက်ယုံဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ1400မိုင်1000နီးပါးလောက်ဝေးပါတယ် ပြောရရင်ရုရှားနိုင်ငံရဲ့အလွန်အတွင်းပိုင်းကျတဲ့နေရာမှာရှိနေတာပါဘလောက်တောင်လက်လဲဆိုရင်ယူကရိန်းရဲ့တာဝေးသွား drone တွေတောင်ယူကရိန်းနိုင်ငံတဲကနေလှမ်းပစ်ရင်ဒီနေရာကိုမရောက်နိုင်ပါဘူးဒါပေမဲ့ဒီဆက်ယုံဟာကာဇက်စတန်နယ်စပ်ကနေတော့9ကီလိုမီတာ2မိုင်လောက်ပဲဝေးပါတယ်အဲ့ဒီတော့ရုရှားလူမျိုးတော်တော်များများကဒီ drone တိုက်ခိုက်မှုအတွက်ကာဇက်စတန်ကိုလက်ညှိုးထိုးပြီးပူတင်ကိုနောက်ထပ်စစ်ပွဲတစ်ခုဆင်နွှဲဖို့တောင်းဆိုလာကြတော့တာပါပဲ။ ရုရှားစစ်ဘက်ဆိုင်ရာ Telegram channel တစ်ခုမှာတင်ထားတဲ့လူကြိုက်များတဲ့ post တစ်ခုကိုကြည့်လိုက်ကြရအောင်။ရုရှားဝါရဖြန့်ချီရေးသမားမာဒိုနဲက Ox ရေနံချက်ဆက်ယုံ drone နဲ့တိုက်ခိုက်ခံရတယ်လို့ပြောပါရယ်။ယူကရိန်းနယ်စပ်ကနေ Ox အထိအကွာအဝေးကကီလိုမီတာ1400လောက်ရှိတယ်။ဒီ drone တွေကိုကာဇက်စတန်ပိုင်းနယ်ထဲကနေလွှတ်တင်ခဲ့တာဆိုတာလုံးဝကိုသိတာထင်ရှားပါရယ်။ဒါကြောင့်မေကွန်းထုတ်စရာဖြစ်လာတာကရုရှားရဲ့အမျိုးသားလုံခြုံရေးကိုချိန်းချောင်းနေတဲ့အန်ဒီယာတွေကိုဖယ်ရှားဖို့အတွက် လွတ်လပ်တဲ့ကာဇက်စတန်နိုင်ငံပိုင်းနဲ့ထဲကိုဝင်ရောက်စီးနှင်တိုက်ခိုက်ဖို့အချိန်မတန်သေးဘူးလားအကောင်းဆုံးကတော့အက်စတာနာကာဇက်စတန်မြို့တော်ကိုချက်ချင်းရှင်းလင်းပစ်လိုက်ဖို့ပဲဆိုပြီးရေးသားထားပါတယ်ဒီ post ကိုကြည့်ရင်ရုရှားတွေဟာတွဲဆောင်ဆွေးနွေးဖို့ကိုလုံးဝစိတ်ဝင်စားကြဘူးဆိုတာတွေ့နိုင်ပါတယ်ကျွန်တော်တခုတော့ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်ဒီတိုက်ခိုက်မှုဟာကာဇက်စတန်ကနေလာတာဆိုတော့ဘာအသက်တွေထောက်ထားမှမရှိပါဘူး ဒါပေမဲ့ရုရှားလူမျိုးတချို့ကတော့ကျူးကျော်ဖို့အစဉ်အသင့်ဖြစ်နေကြပါပြီ။ဒါပေမဲ့ပူတင်ကတော့ဒီလိုလုပ်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရုရှားဟာနောက်ထပ်စစ်ပွဲတစ်ခုအတွက်အင်အားမရှိတော့ဘူးဆိုတာကိုသူကိုယ်တိုင်အသိဆုံးဖြစ်နေလို့ပါပဲ။ကျွန်တော်ဒီလိုပြောရတဲ့အကြောင်းရင်းကတော့နောက်ဆုံးမှာခရမလင်ဟာဒီယူကရိန်းကျူးကျော်မှုကြောင့်ရုရှားပြည်သူတိမ့်တဲ့ချီပြီးတေဆုံးခဲ့ရတယ်ဆိုတာကိုဝန်ခံလာလို့ပါပဲ။ခရမလင်ရဲ့ဝန်ခံချက်အရ အနည်းဆုံးရုရှားစစ်သား33400ဟာနမည်နဲ့တကွသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါတောင်မိသားစုတွေကသေဆုံးကြောင်းအကြောင်းကြားတာနဲ့တကွသေချာတကြိုနိုင်ခဲ့တဲ့အခြေအတွက်ပဲရှိပါသေးတယ်။နေ့စဉ်သေဆုံးမှုတုံးဟာလူ120အောက်ကိုကြာခဲ့ပါတယ်။စေတနာဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကိုစစ်ပွဲဆိုတဲ့အသားကျိတ်ဆက်ထဲထည့်ကျွေးနေသလိုပါပဲ။ဗိုလ်ချုပ်တွေကတော့သူတို့ရဲ့စုတစိတ်တွေကိုရေတွက်နေကြတော့အရာရှိပေါင်းထောင်ထဲချီပြီးတေဆုံးခဲ့တယ်လို့ဒေတာတစ်ခုလုံးလည်းပြောင်းတင်းခါသွားခဲ့ပါပြီ။ ဆုံးရှုံးမှုမရှိပါဘူးဆိုတဲ့စကားအတွက်တော့တကယ့်ကိုကောင်းတဲ့ရလပါပဲအနောက်တိုင်းကလေလာသုံးသက်သူတွေကတော့တကယ့်သေဆုံးမှုစင်းဟာလူ2သိန်းကနေ3သိန်းကြားထိရှိနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီထဲမှာမြောက်ကိုရီးယားစစ်သားတွေရဲ့အရေးအတွက်ကိုပါထည့်ပေါင်းလိုက်ရင်ဒီထက်တောင်ပိုများသွားနိုင်ပါသေးတယ်ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဆိုပြီး KF ကိုလည်းမသိမ်းနိုင်ရေနံချက်ဆက်ယုံတွေကိုလည်းလုံခြုံအောင်မထားနိုင်တော့ပါဘူးခမားတို့မြင်တဲ့အတိုင်းပါပဲဒီကြီးတော်စက်ပွဲဟာသူတို့ရဲ့စီမံကိန်းဖြစ်မလာတဲ့အပြင် အခြေအနေတွေကပိုလို့တောင်ဆိုးလာဖို့ပဲရှိပါတော့တယ်။ဘာလို့လဲဆိုတော့ American လို့ Tomahawk ဒုံးကြီးတွေ Ukraine ကိုမကြခင်ရောက်လာတော့မယ်လို့သတင်းတွေထွက်နေလို့ပါပဲ။တမနာ Trump ကသာအမြန်ဆုံးခွင့်ပြုပေးလိုက်မယ်ဆိုရင်ပါအခုသတင်းတွေရဆိုရင်ဘယ်အချိန်မှဆိုရောက်လာနိုင်တယ်လို့ညွှန်းဆိုနေကြပါဗျ။ဒါကြောင့်လဲယူကရိန်းသမ္မတဇလန်စကီကပူတင်ကိုလျှို့ဝှက်စမ်းကြတဲ့သတင်းစကားတွေပါနေတာပါ။ဒီစကားကိုသူကိုယ်တိုင်ပြောတာနားထောင်ကြည့်လိုက်ပါဦး။ ဇလန်စကီးပြောတာကအခုအချိန်မတိုင်ခင်အထိတော့ကျွန်တော်တို့အဝေးပစ်မှတ်တွေကိုတိုက်ခိုက်တဲ့အခါကျွန်တော်တို့ရဲ့ကိုပိုင်လက်နက်တွေကိုပဲသုံးခဲ့ပါတယ်။ခမားတို့လည်းသိတဲ့အတိုင်းပေါ့။ American သမရနဲ့ကျွန်တော်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့မှာပိုကောင်းတာတွေရှိလာနိုင်ပါတယ်။ကျွန်တော်လည်းအတိအကျတော့မသိသေးဘူး။စောင့်ကြည့်ကြတာပေါ့။ဒါအပြင်ဇလန်စကီးကရုရှားကို နောက်ထပ်သတိပေးစကားတစ်ခုပြောခဲ့ပါသေးတယ်။အကယ်၍ရုရှားဟာယူကရိန်းရဲ့စွမ်းအင်အခြေခံဆောက်အုံတွေကိုဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ထူးသဖြင့်ဆောင်းရာသီနီးကပ်လာတဲ့အချိန်မှာယူကရိန်းကလည်းမော်စကိုမြို့တော်ကိုပြည့်စင်ပြီးလုံးဝမရှိအောင်ပြန်လုပ်ပြမယ်လို့သတိပေးခဲ့ပါတယ်။ကဲဒီနေရာမှာတော့ကျွန်တော်စကားလမ်းကြောင်းလေးနည်းနည်းလွှဲပြီးတမနာထရန့်မကြသေးခင်ကပြောခဲ့တဲ့စကားအကြောင်းကိုနည်းနည်းပြောချင်ပါတယ်။ရုရှားတွေကတော့ဒီစကားကိုအခုထိမမေ့နိုင်သေးတဲ့ပုံပါပဲ။ခင်ဗျားတို့မှတ်မိကြပါပါ။တမနာထရန့်ကရုရှားကိုစက်ကူကြားလို့ခေါ်ခဲ့တာကိုမှတ်မိအောင်ပဲထင်ပါတယ်။အဲ့ဒါကိုခရမလင်ရာရှိတွေက အခုထိရုရှားကကြားမဟုတ်ဘူးဝဝွန်ဟအချက်လက်တွေမှန်အောင် လုံဆန်းပါဆိုပြီးလိုက်ရှင်းနေရတော့မှာပဲပူတင်ရဲ့ကိုရေးပြောခွင့်ရပုံကိုဒီမထရီမက်ဒီဗက်ကတုံ့ပြန်မှုကိုနားထောင်ကြည့်လိုက်ပါမက်ဗီဒက်ကခမရုကစက်ကူကြလားရုရှားကကြားမဟုတ်ဘူးဗျတကယ်တော့ဝဝွန်နဲ့ပို့ပြီးတော့ဆင်တူတာစက်ကူဝဝွန်ဆိုတာမရှိဘူးရုရှားကတကယ်အစစ်မှန်ဝဝွန်ပဲ ။ပူတင်ကလည်းကျွန်တော်တို့ရဲ့ဝန်ဝန်အကြောင်းကိုခံစားချက်အမျိုးမျိုးနဲ့အကြိမ်ကြိမ်ပြောပြဘူးပါတယ်။ဒီမှာအတူရောင်ဆန်တဲ့အရာဘာတစ်ခုမှမရှိပါဘူး။သူဘသူကိုဆက်ကူကြလို့ခေါ်နေလဲတော့ကျွန်တော်မသိဘူး။အာဖဂန်နစ္စတန်ကို၁၀နှစ်ကြောင်အုပ်ချုပ်နိုင်မဲတပတ်တွင်းထွက်ပြေးခဲ့ရတဲ့အဲ့ဒီနိုင်ငံရဲ့တမနာကိုလား။ရုရှားကတခုခုမှားနေတယ်။ပူတင်ကို စိတ်ဆိုးနေတယ်။ရုရှားကတခုခုမှကြာရှုံးနေတယ်လို့သူအော်ဟစ်နေရတဲ့အားလုံးဟာလုံးဝကိုအထိပ်ပဲမရှိဘူး။မစ္စတာထရန့် ခမရအလက်စကာမှာဂရီတွေပေးခဲ့တယ်ဆိုရင်အဲ့ဒီဂရီတွေကိုဖြည့်ဆည်းပေးလိုက်ပါမဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်တော့ဗဇက်ပိတ်ထားလိုက်ပါဗဇက်ပိတ်မထားနိုင်ဘူးဆိုရင်လည်းကျေးဇူးပြုပြီးငိမ့်ချမ်းကြီးနဲ့သဘောတူညီချက်တွေအကြောင်းကိုလာမပြောပါနဲ့တော့ဆိုပြီးပြောခဲ့ပါတယ်ခရမလင်ယာရှိတွေတင်မကပါဘူးပူတင်ကိုယ်တိုင်ကလည်းယူကရိန်း drone တွေကြောင့်ထွက်မပြေးခင် Valdine နီလာကန်မှာသမရထရန့်ရဲ့မှတ်ချက်ကိုတုံ့ပြန်ခဲ့ပါသေးတယ်သူပါပြောခဲ့တဲ့လေဆိုတော့ ျွန်တော်တို့က NATO အုပ်စုတစ်ခုလုံးနဲ့ဆစ်ဖြစ်နေပြီးယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်နေတာတော့မှကျွန်တော်တို့ကဆက်ကူကြဆိုရင် NATO ကိုယ်တိုင်ကရောပါလေသူတို့ကဘာကိုကိုးစားပြုတာလဲသူတို့ဘာသာသူတို့ဘာရီများစိတ်ကူးကျင်နေနိုင်မှာလဲကဲဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့အတွက်အရေးကြီးဆုံးကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပဲပြီးတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုပြီးပြောခဲ့ပါဗျာဒီညီလာခံမှာပူတင်ပြောခဲ့တဲ့နောက်ထပ်စိတ်ဝင်စားစရာအမှတ်ချက်တစ်ခုကတော့ ယူကရိန်းကသာရုရှားရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ရင်ရုရှားကလည်းယူကရိန်းရဲ့နျူကလ িয়ার တအားပေးစက်ရုံတွေကိုပြန်တိုက်ခိုက်မယ်ဆိုတဲ့ချင်းချောက်စကားပါပဲ။ဒါကပူတင်ကကမ္ဘာကြီးကိုနျူကလ িয়ার ကပ်ပြီးနဲ့ချင်းချောက်အကြက်ကင်တဲ့နီလန်တစ်ခုပါပဲ။သူကအနောက်နိုင်ငံတွေကိုဘာပြောနေတာလဲဆိုတော့အကယ်၍သူတို့သာယူကရိန်းကိုရုရှားပြည်ရင်းကရေနံချက်စက်ရုံတွေနဲ့စစ်ရေးပစ်မှတ်တွေကိုမတိုက်အောင်မတားနိုင်ဘူးဆိုရင်ပူတင်ကလူတိုင်းခံရမယ့်နျူကလ িয়ার ကပ်ပြီးကြီးတစ်ခုကိုဖန်တီးပြမယ်လို့ပြောနေတာပါ။ ဒီထဲမှာရုရှားနိုင်ငံသားတွေလည်းပါဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပူတင်ကယူကရိန်းကနျူကလ িয়ার ဒါအပေးဆက်ယုံတယုံကိုတိုက်ခိုက်လိုက်ရင် အနည်းဆုံးနိုင်ငံကရုရှားနိုင်ငံဖြစ်နေလို့ပါပဲ။တခြားနိုင်ငံတွေမခံစားရခင်မှာရုရှားကအကျိုးဆက်တွေကိုအရင်ဆုံးခံစားရမှာပါ။သူကဒါကိုသတိပေးတဲ့အနေနဲ့ပြောခဲ့တယ်လို့ထင်ရပါတယ်။ဒါပေမဲ့ဒီထဲမှာစိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းကသူဒီလိုချင်းချောင်နေတဲ့အချိန်မှာပဲရုရှားစစ်တပ်ကယူကရိန်းရဲ့ဒါအပေးဆက်ယုံတယုံကိုတိုက်ခိုက်နေတဲ့ဗီဒီယိုဖိုင်တွေကိုထုတ်ပြန်နေခဲ့တာပါပဲ။ အဲဒီဆက်ယုံကဘယ်ဆက်ယုံလဲဆိုတော့ချာနိုဘိုင်းနျူကလ িয়ার ဓာတ်ပေါင်းမှုတွေကိုလျှက်စစ်တာအားပေးနေတဲ့ဆက်ယုံပါဒီတိုက်ခိုက်မှုပေါ်ပူတင်ရဲ့ဘာပြောလဲကြည့်အောင်ပါဒါကအန္တရာယ်များတဲ့ကစားပွဲတစ်ခုပဲတစ်ဖက်ကလူတွေလည်းနားလည်ဖို့လူတွေသူတို့သာဒီလိုအန္တရာယ်များတဲ့ကစားနေကိုဆက်ကစားနေမယ်ဆိုရင်သူတို့ဘက်မှာလည်းအလုတ်လုံနေတဲ့နျူကလ িয়ার ဓာတ်ပေးဆက်ယုံတွေရှိနေသေးတယ်ဆိုတာကိုပြီးတော့ကျွန်တော်တို့ကိုရောဒီနေ့အတိုင်းပြန်မတုံ့ပြန်နိုင်ဘူးလို့သူတို့ကထင်နေတာလားဆိုပြီးပြောသွားခဲ့ပါတယ် ီအချက်တွေအားလုံးကညွှန်ပြနေတာကတော့စစ်ပွဲဟာပူတင်အတွက်ထိမ့်မနိုင်သိမ့်မရဖြစ်လာနေပြီဆိုတာပါပဲတကယ်တော့ဒါကိုပူတင်တယောက်လည်းသဘောပေါက်နေတာမဟုတ်ပါဘူးရုရှားမီဒီယာသမားတွေလည်းသဘောပေါက်လာကြပြီးသူတို့ဟာရုရှားနိုင်ငံထဲမှာနေပြီးတော့ဒီစစ်ပွဲဟာကြာရှုံးမှုတစ်ခုဖြစ်ကြောင်းလူသိရှင်ကြဝေဖန်လာကြပါပြီဒါကရုရှားမီဒီယာတွေမှာအလွန်တွေ့ရခဲ့တဲ့ထူးခြားတဲ့အဖြစ်အပျက်တစ်ခုပါသူတို့ပြောသမျှစကားတိုင်းဟာခရမလင်ကနေခွင့်ပြုချက်ရပြီးမှပြောတာဖြစ်တဲ့အတွက် တခါတည်းရမှာဒီလိုစီးကြော်ပြီးပြောတဲ့သူတွေကိုတွေ့ရပြီဆိုရင်အခြေအနေတော်တော်လေးဆိုးနေပြီဆိုတာကျွန်တော်တို့သိနိုင်ပါတယ်။ရုရှားစစ်တပ်နောက်ကအခုလိုခက်ခက်ခဲခဲနဲ့အချိန်ကြာမြင့်နေတဲ့စစ်ပွဲအခြေအနေကိုပေါ်လွင်အောင်ပြောပြခဲ့ပါတယ်။သူ့ရဲ့ဆိုရဆိုရင်သုံးနှစ်ခွဲလောက်ကြာညောင်းခဲ့ပြီးလူသိန်းပေါင်းများစွာရဲ့အသက်တွေပေးဆက်ခဲ့ရပေမဲ့လည်းရုရှားဟာသမ္မတပူတင်စစ်စင်ရေးအစမှာကြီးညာခဲ့တဲ့ရည်မှန်းချက်တစ်ခုကိုမှလုံးဝအောင်မြင်အောင်မလုပ်နိုင်သေးပါဘူး။သူ့ရဲ့ခံမှန်းတွက်ချက်မှုတွေကတော့ပိုပြီးစိတ်ပျက်စရာကောင်းပါတယ်။ ရုရှားတပ်တွေဟာလက်ရှိတိုးတက်နေတဲ့နှုံတနေ့ကိုမီတာ10ကနန်းမီတာယာကနန်းလောက်ပဲဖြည်းဖြည်းချင်းတိုးတက်နေတဲ့နှုံနဲ့သာဆက်သွားနိုင်မယ်ဆိုရင်ယူကရိန်းရဲ့ခိုင်မာလာတဲ့ခံစစ်လိုင်းတွေခံတပ်တွေဖောက်ထွင်းချိုးဖြတ်ဖို့ဆိုတာကစေတုနှစ်တွေနဲ့ကြည်ပြီးအချိန်ယူရလိမ့်မယ်လို့ဆိုပါတယ်ဒီလိုပြောရခြင်းရဲ့အကြောင်းရင်းကတော့မြေပုံကိုကြည့်မယ်ဆိုရင်ယူကရိန်းရဲ့မြို့တော် KF ရဲ့အရေးကြီးဆုံးဗျူဟာမြောက်နယ်မြေ35ရာခိုင်နှုန်းခန့်ဟာယူကရိန်းရဲ့သိမ်းပိုက်မှုအောက်မှာပဲဆက်ရှိနေသေးလို့ပါပဲ အဲ့ဒီနေရာတွေကနေယူကရိန်းတပ်တွေရဲ့အဓိကကာဝေးရေးစခန်းများကိုစတင်ကြတာဖြစ်ပြီးရုရှားရဲ့အဓိကတောင်းဝင်ကအခုချိန်ထိအဲ့ဒီနေရာကနေရန်သူကိုမောင်းထုတ်ဖို့ပဲဖြစ်နေတာပါရုရှားစစ်စင်ရေးရဲ့အဓိကကြီးမန်းချက်တွေဖြစ်တဲ့ယူကရိန်းကိုစစ်မဲ့ဆုံးဖြစ်စေရေးနဲ့နာဇီဝါဒရှင်းလင်းရေးတို့နဲ့ပတ်သက်လို့ဘလောက်အထိအကောင့်ထဲပေါ်ခဲ့ပြီလဲဆိုတာကိုလည်းသူကပွင့်လင်းသွားမေးခွန်းထုတ်ခဲ့ပါတယ်။သုံးနှစ်ကြာလာတဲ့အခါမှာရုရှားဟာသူ့ရဲ့ကြီးမန်းချက်တွေနဲ့ဘလောက်နီးစပ်နေပြီလဲဆိုတာကိုပြန်လည်သုံးသပ်တဲ့အခါ သူကစိတ်မကောင်းစရာအဖြေကို ပေးခဲ့ပါတယ်။ကြာဆုံးခဲ့ရတဲ့စစ်သည်တွေရဲ့သွေးတွေကြီးမားတဲ့ဆုံးရှုံးမှုတွေအသုံးပြုခဲ့ရတဲ့မရေမတွက်နိုင်တဲ့စစ်အရင်းမြစ်တွေပျက်စီးဆုံးရှုံးမှုတွေအားလုံးကိုထည့်တွက်ကြည့်မယ်ဆိုရင်တော့ရုရှားဟာဒီဂျီမန်ဂျက်ခီးရှိကြီးရဲ့အစမှာပဲရှိနေပါသေးတယ်တဲ့။တူတူပြောရရင်ဒီရုရှားစစ်သည်တောင်ဟာစစ်ပွဲရဲ့အခြေအနေကိုလက်တွေ့ကြကြဆန်းစစ်ခဲ့ပြီးရုရှားဟာဂျီမန်ဂျက်တွေကနေအလှမ်းဝင့်နေစေဖြစ်တယ်လို့ဒီတိုင်းဆိုရင်စစ်ပွဲဟာစေတုနှစ်နဲ့ချီပြီးအချိန်ကုန်နိုင်ချိန်ရှိတဲ့ အင်မတန်ရှည်လျားပင်ပန်းတဲ့စစ်ပွဲကြီးအဖြစ်ရပ်တည်နေကြောင်းကိုပွင့်ပွင့်လင်းလင်းနဲ့အလေးအနက်သတိပေးပြောဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။